မင်္ဂလာပါဆက်လက်ပြီးတော့ဆိုင်းဆရာမကျူးရဲ့အမတ်တရားဆွဲစာအုပ်ထဲကအခန်းလေးကိုဖတ်ပြပေးသွားပါမယ်။အမတ်တရားအခန်းလေးမောင်မစင်စားမိဘူးလားကွယ်မောင်နှင်းတလားလောက်ခွဲရမှာကိုပင်မျက်ရည်ကျမိအောင်ဝန်းနေထိခိုက်လွယ်တော့ကျမသည်မောင်နှင်းတသက်လုံးခွဲရလျင်ဘလို့များနေရစ်ခဲ့ပါမလဲဟုမောင်နေနေမြပြန်မငဲ့ကြည့်မိဘူးလားမြမအခြေဝတ္ထု နိုင်ငံခြားအချစ်ဝတ္ထုမျိုးစုံဖတ်ဖူးခဲ့သောကျမအနေဖြင့်အချစ်ဟူသည်ယနံ့သိမ်းမွေးသောပန်းချုံအောက်တွင်ဖြစ်စေ။ဒါယာအေးချမ်းသည့်ခရမ်းရောင်ညနေခင်းတစ်ခုတွင် ဖြစ်စေ။နှင်းငွေများ အုပ်ဆိုင်နေသည့်နနက်ခင်းတစ်ခုတွင်ဖြစ်စေ။လှပစွာတူရှိနေလိမ့်မည်ဟု အထင်ရောက်ခဲ့ဘူးသည်။ဒုမဟုတ်လင်လဲရေခဲငွေများဖြင့်အေးစိမ့်ဆိုလက်နေသောတောက်လက်စဖြောရီဖန်ကွက်တစ်ခွက်အတွင်းများဖြစ်စေ။ ရင်မွေးနှံ့သင်သောလက်ကင်ဘဝတစ်ခုအတွင်းမှဖြစ်စေရှိလိမ့်မည်ဟု အထင်ရောက်ခဲ့ပုံ၏တကယ်တမ်းကျတော့အချစ်ဆိုတာအင်မတန်အံ့ဩဝေးရပါပဲလားပူအိုက်သောနှစ်နာရီအချိန်နေ့လယ်ခင်းတစ်ခု၏ကြောက်မက်ဖွယ်ရာနန်းစော်လာသော လူသေးခွဲစိတ်ခံတစ်ခုတည်းတွင် အချစ်ဖြစ်တည်လာခဲ့သည် formalin စင်းနဲ့နေ၍ ogli san bwe ya khanda bira khwe sait khan ne ma sia sia ma ro yi nyan san mi go mya de ma လှပစမ်းကြဲသော အချစ်တစ်ခုစတင်ဖြစ်ပေါ်ခဲ့ရသောအကြောင်းသည်ကြည်နူးဖွယ်လည်းကောင်း၏ရေမောဖွယ်လည်းကောင်းပါသည်ကျမသည် ခန္ဓာဗေဒကို အလွန်မုန်း၏လက်ငါးလုံးမကထူသောဂရေးအနာတမီကိုစာအုပ်ကြီးကို၎င်းအမဲ့လွန်၍ပျော့ပြဲနေသောသီးမွေးငပြောသည်အင်ဂျင်စရာအနံ့မျိုးနှင့် ပုတ်ဧည့်သော လူသည်အနံ့ရောထားသည့်ခန္ဓာဗေဒခွဲစိတ်ခင်၏အနံ့ကို၎င်း အသားမြင်များတစားစီမှာထွက်နေသောလက်များဖြင့်မျက်လုံးဟောက်ပဲ့နှင့်လူသည်အလောင်းများကို၎င်းအလွန်ကြောက်တတ်သူဖြစ်ပါသည်ကျမအလွန်ကြောက်လန့်တွန့်လှုပ်သော ခန္ဓာဗေဒခွဲစိတ်ခံကိုတရင်တနည်းချစ်လာအောင်စိတ်ဝင်စားလာအောင်မောင်ကပြုပြင်ပေးခဲ့သည်ဟုဆိုလင်မောင်ကတော့ရင်မောမြဲဖြစ်၏ဟုတ်သည်ကျမသည်မောင်နှင့်ပတ်သက်ပြီးမှ ခန္ဓာဗေဒကိုချစ်တတ်လာသူဖြစ်၏ ခန္ဓာဗေဒခွဲစိတ်ခန်းသည်စတင်ကဲတစ်ခုထက်နှစ်ဆနီးပါးရှည်သောအခန်းကြီးတစ်ခုဖြစ်သည် ထို့အခန်းထဲတွင်စတင်ခုံတန်းများမရှိဇပွဲများမရှိလူတည်တင်ပြီးခွဲစိတ်ရသောကတဲ့ဟု ကျမတို့ခေါ်သော ခုံမြင့်ရှည်များသာတစ်ဖက်တစ်ချက်တွင်တန်းစီရေးထားသည်ဆောင်သားဆယ်ယောက်သို့မဟုတ်ဆယ်နှစ်ယောက်ခန့်ပါဝင်သော အုပ်စုကလေးများကိုခွဲထားပြီးတဖွဲ့လျင်ဆရာကျောက်ကခေါင်းဆောင်ရေးစတင်ပေးရပါသည် ကျမတို့အဖွဲ့နဲ့မောင်တို့အဖွဲ့တို့အမြဲလွန်လို့ဟိုဘက်တန်းဒီဘက်တန်းမြေဆောင်တို့နေရာလောက်တွင် ရှိနေတတ်ပါသည်ပထမတစ်နှစ်ခွဲလုံးလုံးတယောက်နဲ့တယောက်ဘာသီးဘာသာနေခဲ့ကြတော့ကျမနဲ့မောင်သည်ဒုတိယနှစ်ကျမအတိမဲ့ပြုတော်မျိုးလုံးများနဲ့အစာပြုခဲ့သည်ကျမကိုတစုံတယောက်ကလှမ်းကြည့်နေသလိုခံစားရတိုင်းခွဲစိတ်ခုံပေါ်သို့ခေါင်းငုံကြည့်နေရမှခေါင်းထောင်ကဟိုဟိုတီတီရှာဖွေကြည့်မိတတ်၏ ထိုတို့ချင်းမိတိုင်းနဲ့ခက်လန်းလန်းမှအကျမစီငင်းငင်းနေတော်မောင်ကိုတအံ့တော်တွေ့ရသည်ထမတော်ကျမမယုံမကြည်ဖြစ်နေမိသေးသည်မောင်မျိုးဝများကိုမြင်ရလျင်ရင်တိမ့်တိမ့်ခုန်သွားပြီးနှကန်းပြားများချောက်တွေ့သွားသည်မှာကျမအလွန်တရာပျော့ညံ့လွန်းတော်ကြောင့်ဖြစ်မှာပါမဟာကျမကိုလှမ်းကြည့်တာမဟုတ်ရဲ့လားအနှင်းငယ်မတိမချဖြစ်ခဲ့ရသေးသည်အဝိအစားများကိုဒုတိယနှစ်ရောက်မှတက်တက်ရရဝစ်တက်ပြီး လှလှပပကြော့ကြော့လင်းနေတဲ့ဒီမောင်ဒီအဝိအစာကပိုကီယိုမျက်နှာမှာတနခါမရှိတော့ရုပ်ရည်နှစ်သက်ဆဲလန်းဖွယ်ရာတစိုးတစီမှမရှိသည့်ကျမကိုဘာကြောင့်မြဲစိတ်ဝင်တစားကြည့်နေရပါသနည်းအတိဘယ်ဖော်ရခဲ့တော့မျက်လုံးများဖြင့်ကျမမောင်ကိုလှလှန်းကြည့်တော့အခါမျက်ဝန်းချင်းစုံမိပြီဆိုလင်ဆက်တက်သောမောင်က အရင်မျက်လုံးလွှဲလေးရှိပါသည်ဘာပဲဖြစ်ဖြစ်နောက်တော့ မောင်စိတ်ဝင်စားသူမှာကျမဟု အနေအချင်းရိပ်မိလာရသည်။များများဆဆရိပ်မိရအောင်လေအချိန်နေမပေးပါ။ဆရာဥတီမောင်ရင်ကစာသိမ့်မိပါသည်။ဒီလိုနဲ့ခန္ဓာဗေဒခွဲစိတ်ခင်းရောက်တိုင်းစာသိမ့်မိသောဆရာကိုမျက်နှာချင်းမဆိုင်မိအောင်ရှောင်ရသောအလုပ်ဖြင့်မောင်နှင့်မျိုးလုံးချင်းစုံမှုခက်ရှက်ရှက်ဖြင့်ကြိုးစားရသောအလုပ်တစ်ခုပါပူလာသည်။တစ်ခါတစ်ခါကျတော့အရက်ပူတော်ကျမသည်ကျမတို့လူအုပ်ကြရင် ပြက်ကွင်နေသည့်အခါ အရက်ရှိသွဲသောမောင်းသည်ပလီခြေပြား၆ရွေ၆ရွေကြည်ရတတ်ပါသည် တခါတလေတော့ဆရာဦးကိုလေးကအဖွဲတစ်ခုခုသို့ဝင်ရောက်ပြီးစတင်ခြင်းတလက်စမေးခြင်းတလက်ပြုလုပ်တတ်၏တနေ့တာခန္ဓာဗီရတင်ငဲစာများပြီးစီးနေသောចောင်းသားចောင်းသူများဆရာအနီသို့ရောက်သွားတတ်၏ဆရာစကားကို အားလုံးဝိုင်းနားထောင်တတ်ကြသည်ထိုအခါမောင်ကလည်းဆရာရှိရာသို့လာ၍နားထောင်တတ်ပါသည် မောင်အောင်ယုံကဆရာစီမရှိချင်းရှိနိုင်ပြီဖြစ်တော့လေမောင်မျက်လုံးကတော့ကျမစီမပဲရှိနေတတ်၏ကျမရေခြင်းသည့်အခါမောင်စီမမျက်လုံးလွဲပြစ်ကကြည့်ရည်လေးရှိပါသည်ကျမပြုံးရင်လေးမောင်ကလည်းရှက်တယ်လို့မချိုမချင်ပြုံး၍မျက်နှာချက်ချင်းလွဲပြစ်တတ်သည်တခါတော့မောင်နှင်းကျမတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်အကအကွယ်မရှိခက်လန်းလန်းမှာတီးရှိနေခဲ့ကြဘူး၏မောင်နှင်းတိတ်တွဲသောမောင်တငယ်ချင်းအံ့ကြော်က တမင်တကာမောင်ရွှေသူဝင်ရက်ပြီးမောင်မြင်ကွင်းကိုကွယ်ပစ်လိုက်၏မောင်သည် အလွန်တရာချစ်ဖို့ကောက်အောင်ရှက်ရဲရဲလျက်မောင်တငယ်ချင်းကို ရှိမှ တွန်းဖယ်ထုတ်ပစ်ခဲ့ဘူးလေသည်အဲ့ဒီတော့ကကျမရှက်လဲရှက်ပျော်လဲပျော်ပြီးမောင်ကိုနိမ့်နိမ့်တက်တက်ချစ်မိနေမှပထမဆုံးအချိန်ဂရီးပြူးမိခဲ့ပါသည်မောင်ကိုချစ်မိပြီဟုကုကုကိုဝန်ခံလိုက်ရတော့နေကကျမအကြီးအကျယ်တုံ့လို့သွားပါသည် ဘာကြောင့်ချစ်မိမယ်လဲမသေးချာတော့ကြောင့်အနည်းငယ်နားမလည်နိုင်ပါမောင်အပြုတ်အမူအနေထိုင်ကအစကျမအသေးစိတ်ချစ်မိတော့တာကအလွန်သေးချာပါသည်မောင်ပထမနှစ်ကလေးကကျမတငယ်ချင်းခင်ဆန်းဝင်းကခဏခဏပြောလို့ရမောင်နာမည်ကိုကျမသိခဲ့ရပါသည် ခင်ဆန်းဝင်းကအကောင်းပြောခြင်းမဟုတ်ပါ အတင်းအုပ်ခြင်းသာဖြစ်၏မောင်ကိုခင်ဆန်းဝင်းကဟင်ဒရီဒူးနဲ့ နှစ်အခုခေါ်ပါသည်ဟင်ရီဒူနက်တစ်သည်အဲ့ဒီတော့ကခေဆန်းဝင်းနဲ့ရေးစားမဖြစ်သေးတော့ကျမတငယ်ချင်းဝင်းမြင့်ထုံဖြစ်ပါသည်ကျက်ချီနေနေမဆိုင်မှာစာတင်ရင်ဒူးလုတ်ချီလုတ်လှုပ်နေတတ်သောကြောင့်ဖြစ်၏။နောက်ခုံတန်းကတစ်ချိန်လုံးလှုပ်နေသောအခါသူမဟိခွန်ကပါလိုက်လှုပ်၍မူနောက်လာသည်ဟုခင်ဆန်းဝင်းကစိတ်တူသည်ဖြင့်ပြောပြမူ၏။အဲဒီတော့ကတော့ကျမနဲ့မှတစ်ချိန်ချင်းမှာပတ်သက်လာလိမ့်မည်ဟုမိသူမြမထင်ကြခဲ့ ကျမနဲ့မောင်ရေးစားဖြစ်တော့အခါမောင်ဒူးလို့လျင်ကျမကမောင်ကိုစိတ်ဆွဲတတ်တော့ကြအမောင်အနိုင်ငယ်ထိချုပ်လာ၏သို့တော့ဖဲရိုက်နေရင်တစ်ခါတစ်ခါလှုပ်ငင်တတ်ပါသေးသည်ကျမပြောချင်တာကကျမဘလို့မှမကြိုက်တော့အချင်းဆိုးတစ်ခု မောင်စီမှာရှိနေလျက်နဲ့သူ့အချင်းဆိုးကိုပင်ချစ်စွယ်ဖြစ်အောင်မောင်ကကျမအပေါ်လွမ်းမိုးနိုင်သည်ဆိုရပါပဲ။နောက်ပြီးခန္ဓာဗေဒခွဲစိတ်ခန်းမှာ လက်တွေ့ခွဲစိတ်ရလင်တဒန်းလုံးဂျူတီကုတ်အဖြူဝေးရသည်ဂျူတီကုတ်မပါလာလင်ဌာနမူးဆရာဥခင်မောင်စိန်ကအခန်းထဲမှထွက်သွားခိုင်းပါသည်ဒုတိယနှစ်မှာဂျူတီကုတ်ကအဖက်ရှင်တစ်ခုဖြစ်တဲ့ဖြင့်လူတိုင်းကော့ပြန်နေအောင်မိမှုထိုးပြီးတက်တက်ရက်ရက်ဝတ်ထားကြသည့်အထင်းတွင်မောင်းမူတော့ချိန်မွနေသောအင်းကြီးဖြင့်တစ်ခါတခါတွေ့ရ၏ရှော့ဖူပြီးမိမှုမတက်ရသေး၍ချိန်မွခြင်းမျိုးမဟုတ်ပါ လုံးထွေးပြစ်တင်ပြီးချိန်မွသောပုံစံသာဖြစ်၏ ဘာပဲဖြစ်ဖြစ်မောင်းကြတော့ချစ်ဖို့ကောင်းသွားတာပါပဲတခြားသူများသူဒီကုတ်ကိုခုံးမော်တင်ထားရင်ကျမကြည့်မရတော့လေမောင်းကိုကြတော့ကျမတိတ်ကြည့်ကောင်းနေပါသည်အချစ်ဆိုတာမျက်နှာလိုက်တဲ့ဤဆေးချောင်းသားဆေးချောင်းသူများရဲ့ရုပ်ရည်ကိုကျမကသုံးမျိုးသုံးစားခွဲထားဤချောမလပါခြင်းနဲ့မဆိုင်ပါတချို့ចောင်းသားများသည်ចောင်းသားဘဝမှာကလေးကဆရာဝန်ရုပ်ရှိနေတဲ့ဤ တချို့အကြောင်းသားများသည်ဆရာဝန်ဖြစ်ပြီးလျင်တော့ဆရာဝန်နှင့်တူလာမည့်ရုပ်ရည်ရှိ၏တချို့အကြောင်းသားများသည်ဆရာဝန်ဖြစ်ပြီးတည်သည့်တိုင်အောင်ဆရာဝန်ရုပ်တစ်စက်မြောက်ပေါက်မိသူမဟုတ်ဤသုံးမျိုးကိုကျွန်မကဥပမာအဖြစ်ပြောပြမူ၏ဥပမာပေါ်ဟာခင်သွဲသိန်းကိုကြည့်သူဆိုရင်ဆရာဝန်မဖြစ်သေးဘူးဆရာဝန်နဲ့တူနေပြီမဟုတ်လား तू ကနံပါတ်1မျိုးစားထဲမှာဥပမာနင်တို့နှစ်ယောက် ခင်ဆန်းဝင်းနဲ့မထေးဝင်းတို့ကိုဆိုလိုပါသည်အခုဆရာဝန်ရုပ်မထွက်သေးဘူးဒါပေမဲ့ဒီတို့ဆရာဝန်ဖြစ်ရင်တော့ဆရာဝန်ရုပ်ထွက်လာမှာတော့သိကြတယ်အာကူချင်းကြရဖို့ဟင်ဒီတို့ကနံမက်နှစ်အမျိုးစားဟာဒါဖြစ်နံမက်3ကရောဟုမိလိုက်တော့နံမက်3ကတော့ငါဖို့ဟင်အခုလဲဆရာဝန်နဲ့မတူဘူးဆရာဝန်ဖြစ်လဲတူမှာမဟုတ်ဘူးကျမတို့3ယောက်လုံးရင်မောမိကြသည်ယောက်ျားရေကြရောဟုမိကြပြန်၏ ကျမကမျက်နှာတီတီနဲ့ဖြေပါသည်အေးဝင်းမြင့်ထွန်းကတော့ငါလိုပဲဟာဆရာဝန်ဖြစ်ပြီးလဲဆရာဝန်နဲ့တူမှာမဟုတ်ဘူးခေစန်းဝင်းကကျမကိုမျက်ဆောင်ထိုးကမသိချင်အောင်ဆောင်းထား၏အေးလာညုံဆိုကတော့ဆရာဝန်ဖြစ်ပြီးရင်ဆရာဝန်ရုပ်ပေါက်လာမှတည်ကြရည်မထေဝင်းဆက်ဖြဲဖြဲနဲ့ရည်ဒီကိုကျမမသိချင်အောင်ဆောင်းရပြန်၏ဆရာဝန်မဖြစ်ခင်ကတည်းကဆရာဝန်နဲ့တူနေတာကတော့ယောက်ျားလေးထဲမှာတယောက်တည်းရှိတယ် ဘသူတော့ပြန်တူမေးကြ၏ကျမကခက်တီတီမျက်သားဖြစ်အောင်ကြိုးစားလျက်မောင်နှမေကိုဖြည့်လိုက်တော့အခါနှစ်ယောက်လုံးကကျမကိုဝိုင်းဆဲကြတော့သည် ကျမ၏တွေ့တာမျက်နှာမှုကိုပထမဆုံးမောင်ရိပ်မိသွားသောနေ့ကို ကျမတို့နှစ်ယောက်လုံးအမတ်ထင်ထင်တတိယနေကြပါသည်တ िश्यू ဘေးက histology လက်တွေ့ကမ်းမှာဖြစ်ပါသည်လူပေါင်း140ကျော်ရှိသည့်အတွက်အဖွဲ့ခွဲ၍အခန်းနှစ်ခုမှာတင်ကြားရပါသည် ကံကောင်းထောက်မစာမောက်နံပါတ်တီကျမတို့၏အဖွဲနှစ်ထဲသို့ကပ်ပါလာခဲ့သည် ရုံသုံးကျုံးစပွဲကုံအရှိများကိုတစ်ခုနှစ်တစ်ခု နီးကပ်စွာဆက်၍ခုံတန်းရှိကြီးဖြစ်အောင်လုပ်ထားပြီးဘေးနှစ်ဖက်တစ်ဖက်တစ်ချက်စီတွင်တန်းတန်းစီအလဲရင်တန်းတန်းအလျားလိုက်သုံးတန်းခွဲ၍လက်တွေ့လုပ်ကြရ၏မောင်သည်ဝင်းပေါက်ဘက်မဟုတ်သောပရင်ဘက်နရယ်ကအတန်းတွင်ရှိပြီး ကျမကအလွယ်စပွဲကုံတန်းဖြစ်၏ နူချီမှန်ပြောင်းမိုက်ခရိုစကုပ်များကိုပရင်းပေါက်များရှိသောဘက်သို့လှည့်ထားသောကြောင့်မောင်သည်ပရင်းပေါက်ကိုမျက်နှာမူလျက်ကျမကိုနှောက်ကြောပေးလျက်ရှိသည်ကျမသည်အလေခုံတန်းမောင်နောက်တက်တက်မှမောင်ရှိရာဘက်သို့မျက်နှာမူလျက်အခန်းဝင်ပေါက်များကိုကြောပေးလျက်ရှိသည်သူနည်းကမောင်သည်ယောက်ျားလေးတစ်ယောက်နှင့်မိသိုးများမသက်ဆိုင်သောနီးညွရောင်အင်ကြီးလက်ရှိ အနက်ရောင်များသောနီးညွရောင်ဘောင်းမီတို့ကိုဝစ်ဆင်ထား၏ ထိုဝိဆုံမှာတတိယနှင့် MB ရောက်သည့်အခါဖဲရှုံးသွား၏။မောင်သည်စလိုက်ပြားကိုကြည့်နေရမှတစ်ချက်တစ်ချက်ခေါင်းငယ်၍ကျမကိုပြန်ပြန်လှည့်ကြည့်နေပါသည်။မောင်တစ်ချက်ကြည့်လိုက်တိုင်းကျမနှလုံးသားကဒိတ်ကနေစောင့်တိုးတက်၏။ကြာတော့ကျမမျက်နှာပူနွေးလာပြီးမောင်ကိုမကြည့်ဘဲမိုက်ခရိုစကုပ်ကိုတည်တည်မဲမဲကြည့်နေခဲ့၏။ ကျမဒီတော်တော်ဦးကြောင်းကြောင်းနိုင်စလိုက်ကိုကြည့်နေပြီးဘာမှမမြင်ရသည်မှာကျမမျက်စိများရှက်စိတ်ဖြင့်ပြာနေတော့ကြောင်းဟုထင်ခဲ့၏အနေငယ်ရေမောစရာကောင်းသားသော အဖြစ်ပြက်တစ်ခုကန်ဆိုးစွာမောင်းရှိမှဖြစ်ခဲ့သည်ဘဲနဲ့လည်းတွေ့ရလာချတဲ့ဆရာဂျွန်လခိုင်ကကျမနောက်နာတို့ရောက်လာသည်ဟင့်အဲကျမရိုးသားစာဖြေပါသည်ဆရာကကျမ၏မိုက်ခရိုစကုပ်ကိုငုံကြည့်သည်ထို့နောက်ဟက်ခနေရေလျက်ကျမ၏ခေါင်းကိုလက်ခောက်ဖြင့် မနာအောင်ခပ်ပေါက်ပါထူ၏။ချီစန်းမင်းစလိုက်ထဲမှာအလင်းရောင်မှမဝင်တာဘယ်နှလုံးမြင်ရမလဲ။ဒီရှင်းရမှန်ကိုဒီလိုရွှေ့လေမင်းဘယ်စိတ်ရောက်နေသလဲ။ကျမအရင်ရှက်ကရေရမလို့ငိုရမလို့ထူပူသွားလေလေ။မောင်ကနောက်ကျောပြေးထရမှာလှည့်ကြည့်၍သူ့ထိုးစံအတိုင်းမချိုမချင်ပြုံးနေ၏။ဆရာပြောစကားကထိုးထိုးလေးပြီမဲ့မောင်နဲ့ကျမဘေးကတယောက်နှစ်ယောက်တော့လုံလောက်စွာကြာရပါလိမ့်မည်။ ြုံးနေသောမောင်ကိုအမြင်ကက်ကက်နဲ့မျက်စောင်းထိုးပြစ်မိလိုက်တော့သည်ဤအဖြစ်ပြက်နှင့်ပတ်သက်၍နောက်ပိုင်းကျတော့မောင်ကကျမကိုမကြာခဏစတတ်သည်ကောင်မလေးတယောက်ငါ့ကိုရှိတ်နေတာနဲ့ပဲမိုက်ခရိုစကုပ်တောင်မချိန်တတ်တော့ဘူးဟာမောင်ကလည်းဘာမှမသိဘူးမောင်ကကျမဆွဲဆဲမိလက်ကိုဖမ်းဆွဲထား၍တဟဟရေမိုးလေသည်မောင်ကစကောလာရှစ်ပညာသင်ဆုရသူကျမကစတိုင်ပင်ပညာသင်ထောက်ပံ့ခြင်းရသူ တခါတရံငွေတင်းထန်တာတွင်ငွေလာထုတ်ရင်စမတို့နှစ်ယောက်စုံတက်ကြသည်မစုံလင်းလဲစုံအောင် မောင်ကဖြစ်ဖြစ်စမကဖြစ်ဖြစ်ဖန်တီးတတ်သည်တခါတော့မောင်ကညစ်သည်စတိုင်ပန်စာအုပ်ဒီမောင်နဲ့လည်းမဆိုင်ပါပဲနဲ့စကောလာရှစ်ပါစာအုပ်တွေခံ၍မောင်အေးအေးဆေးဆေးဆာရွက်ဖြစ်နေသည်စမမောင်ကိုဘာမှမပြောရသောကြောင့်မောင်မြ мян ပြီးထွက်သွားရင်သာစိတ်ဆိုးနေသည်မောင်ဒီစိတ်ကောင်းကတည်းကအကြာကြီးဖြစ်နေသည်လက်မထိုးတော့လေအကြာကြီး ကျမမျက်နှာကိုတစ်ချက်မှလည်းလှဲ့မကြည့်ထို့နောက်စာအုပ်ကိုဝင်နှဲစီပြီးတော့လဲစတိုင်ပန်စာအုပ်ကိုပါတစ်ချက်သေးပြီးလေသည်ကျမမောင်ကိုအမြင်ကက်လာပြီးနောက်တော့ဝင်နှဲစီရတစ်ခါပြန်တောင်းယူပါသည်ကျမစာရဖြည့်နေစဉ်မောင်ကပတ်စံထုတ်ပြီးပြန်ထွက်သွားဖို့ပဲရှိသည်မဟုတ်လားသို့သောမောင်မပြန်သေးစာအုပ်နှံ၍ကျမနေမရှာနေစဉ်မောင်ကစာအုပ်ထဲငုံကြည့်ဘသူတော့ထုတ်ပြီးပြီဘသူတော့မထုတ်ရသေးဘူးဘသူစတိုင်ပန်ကဘသူစီ ဖဲပောင်ရိုက်ထားတာဆက်သဖြင့်မောင်မေယာပါလာသူကိုရရဲမောမောပြောနေ၏အင်မတန်ရဲတဲ့ဒီမောင်မှာကျမကလည်းခက်လန်းလန်းကဆိုလင်တာမောင်ကိုချစ်ရဲသူအနီးကပ်နေလေမောင်ကိုမော်ရိပ်ပေမချစ်ရဲသူကျမကြောက်လေမောင်ကရဲတဲ့နေဖြစ်မှာမောင်မကောင်းဘူးနော်မောင်ကကျမနဲ့ပတ်သက်လေညံလဲများတတ်၏ကျမကမောင်ကိုမမြင်ချင်အောင်ဆောင်နေမမြင်မဲမနေရအောင်မောင်ကကြံတတ်၏ခန္ဓာပြေကလူတွေ့စစ်စစ်ချင်းသည်တပတ်တစ်ခါလောက်စစ်တတ်သည် ခန္ဓာဗေဒခွဲစိတ်ခံအခြေအတည်ထဲမှာဆရာမြတ်စီခွဲပြီးအဖွဲ၅ဖွဲ၆ဖွဲထား၍တရားချင်းစစ်ဆေးလေးရှိပါသည်ခုံနံပါတ်များကိုလည်း၆အုပ်စုလာခွဲလိုက်တော့ကခုံနံပါတ်နောက်ကျသူများလည်းအဖွဲ၏ထိတ်ဆုံးမှန်ရောက်၍ဖြေပြီးခြင်းပြီးသွားသည်မောင်ကအလင်းဖြေပြီးသွားလျင်ကျမစာကျက်နေသောဇင်းကျန်လမ်း၌ခောက်တို့ခောက်ပြန်လျှောက်တတ်ပါသည် အလိုလိုမှစကမရသည်ကြားတဲ့သူကအဲ့လိုရှောက်ရကြည့်ပြီးဆိုတော့အကဘယ်နဲ့လို့ပြီးစားတဲ့ဆက်ရောက်တော့မှလေနောက်ပြီးကျမဖြီးဖို့အလဲရောက်လေမှန်ပင်းပေါက်နောက်ွယ်ခက်လန်းလန်းမှစိတ်ပူတယ်လို့ကြည်နေတတ်တယ်။မောင်ကြည့်နေရင်မြန်ကျမစားရကတောင်းကနေဖြီးမိလေဘရောမြအောင်မှမဟုတ်ဆရာမျက်နှာကိုသာကြည့်ရဖြီးရသည်ဒုတိယနှစ်တစ်နှစ်ခွဲလုံးလုံးအပတ်စဉ်ခန္ဓာဗေဒလူထွေးစားမွေးများစွာရှိသည့်အတက်မှတ်သားလောက်အောင်မောင်ရောကျမရော တပြိုင်တည်းကြဘူးပါလေစမတို့အကြောင်းယူထုံးစံအရာခန္ဓာဗေဒကြောညာတင်မုံတွင်ဆောင်ရွက်ကပ်ပြီးအောင်စင်းထုတ်ပြန်ပေးပါလေမနှက်ဖြန်ဖြေလင်ညနေဆိုကြောညာဆောင်ရွက်ကပ်ပြီးနေပြီထိုဆောင်ရွက်တွေနှမျိုးသာပါ၏ထူးချွန်စွာဖြေနိုင်သူများဟုသောအုပ်စုနှင့်စ조사ရန်လူသေးသူများဟုသောအုပ်စုဖြစ်ပါသည်ကျန်အလက်လက်များကိုကြောညာတင်ပုံး၌မကပ်ပေးပါ အန်အောစရာကောင်းလောက်အောင်ဘယ်တော့မှမကြဘူးတော့မောင်နှံမင်းနဲ့ကျမနှံမဲကိုအထက်အောက်တွေ့ရသည်စူးစားရန်လူသေးသူများအောက်တွင် ခုံနမက်ကျောင်းသားနှံမဲဖြီဆိုသောဆရာနှံမဲသူနည်းကမောင်သည်ဆရာမတော်မြင့်မြင့်ဝင်နေဖြီရပြီးကြ၏ကျမကဆရာဦးထင်းအောင်နှင့်ဖြီရပြီးကြ၏အဲ့ဒီတော့ကဖြစ်နိုင်ရင်အဲ့ဒီဆောက်ရကလေးကိုစုပ်ခွာပြီးတင်ထားလိုက်ခြင်းပါလိမောင်ကိုပြောပြတော့မောင်ကရေမောပြင်ပါသည် တော်တော်စိတ်ကူးရင်ပါလားတဲ့တိတ်စိတ်ကူးရင်တက်တော့ကျမကိုမောင်ပေးတော့ပထမဆုံးရေးစားစာမှာ အခန်းနံပါတ်မပါပဲကျမအဆောင်သူရုတ်တရက်ရောက်လာခဲ့ဤကျမနာမည်နောက်တွင်ဂွင်းစာဂွင်းပိနေမြို့နယ်မှာအတန်းတို့ထဲလိုက်ရုံဖြင့်ကျမစီရောက်ပါသည်ကျမမှတ်မိသလောက်ရာပြည့်ဝင်းနေကျမသည်မွေးရစီဝါပြပွဲရှိစိတ်တကတူပြခဲတွင်ကျမတို့တောင်းဝင်ကြသည့်ညဤနောက်တစ်ပတ်တိတိအကြံဖြစ်သည် ထိုနေ့ညကညနေ9:00နာရီမှည7:00နာရီထိမောင်နှင်းကျမနီးကပ်စာရှိနေခဲ့ပါသည်။ကွယ်ရင်မေ့ပြီးတွေ့ရင်တရားလွမ်းပြတတ်သူဟုပထမအဆုံးချိန်ကျမနာမည်ပေးမိတော့ညလည်းဖြစ်ပါသည်။မောင်သည်စာရေးမညံ့မှသို့တော်စာရေးကောင်းသူတူဦးလည်းမဟုတ်။မောင်စာကိုဖတ်ပြီးထိုညကကျမအိတ်မပြောပါ။အရန်ပြောနေတော့ကြောင့်ဖြစ်သည်။စာကတမျက်နာပင်မပြည့်တတ်ပါ။ကျမကိုချစ်မြတ်နိုးမိသည့်အကြောင်းကိုရိုးရှင်းစွာပင်ရေးသားထား၏။ မောင်းလက်မှတ်ကိုကျမအကြောင်းခေါ်ခြင်းဆောက်ရက်လက်မှတ်များတွင်မှတ်မိနေလို့တာပေါ့မောင်ကစာအောက်ခြေတွင်နာမည်လေးများပင်ရေးဖို့မရခြင်းသူတငယ်ချင်းများကိုမောင်ပထမဆုံးစာရလျင်အေးအေးတိုက်မိဟုဂရိခံပြီးဖြစ်တော်လေထိုချင်းကဖေဖော်ဝါရီလကြီးဖြစ်သည့်ဖြစ်အချိန်ဤအရာစီချက်ခေါ်ဆွဲတပွဲစီကျွေးလက်ရပါသည်မောင်စာရကလေးကကျမစာပြင်ချင်လာပြီကျမကလုံးဝမမူတတ်သူ ဖြစ်ပါလိမ့်မည်တငယ်ချင်းများကတကြဟိ အခုချက်ချင်းစာရအခုချက်ချင်းစာပြန်လို့ဘယ်ဖြစ်မလဲနင်းကလည်းမင်းကလေးဆိုတာမူရတယ်တဲ့ဘာညာအကြံပေးကြဤကျမစိတ်ကိုကွေးကောက်နေအောင်တင်ချုပ်၏တငယ်ချင်းများ၏အမေအယဒုတိယ MB အတဲတင်စာမဝဲကြီးအပီးအောင်စင်းထွက်သောနေ့ကစာပြန်လိုက်လေသည် စာပြန်တော့လေမောင်အခန်းနံပါတ်ကိုကျမမသိဘူး အောင်ဆန်းဆောင်မင်းသာတည်တယ်။အဲ့ဒီတုန်းကမောင်အဆောင်နေသေးတယ်။မောင်စာထဲ့တယ်လို့မောင်နာမည်ကြီးကွင်းစကွင်းပိတ်ထဲမှာမောင်မြို့နာမည်နဲ့မောင်အတန်းတော်ကိုရေးပေးလိုက်တယ်။နောက်တနေ့ဇီဝဇီဇဝဆောင်သူ့မောင်ရောက်လာပါတယ်။ကျမအဲ့ဒီနေ့ကမောင်ကိုဆင်းတွေ့ဖို့မင်းသိ20လောက်စဉ်းစားယူရသည်။ကျမမောင်ကိုမျက်နှာချင်းမဆိုင်ရေးလောက်အောင်ရှက်နေခဲ့ပါသည်။အချစ်ဟုသည် ရှက်စရာဟုကျမမချင်ခဲ့ဘူးတော့လေ မကိုချစ်တယ်ဟူသောစာကလေးတစ်ကြောင်းရေးလိုက်မိသောကြောင့်ကျမမျက်နှာပူနွေးခဲ့ရသည်အဆောင်ရှိကဘာသာပင်အောက်မှမောင်အကြာကြီးရက်ဆောင်နေသည်ကိုကျမအခန်းပင်နောက်ွယ်မှအချောင်းကြီးရေခုံမောပန်းနေ၏ဘလို့မှစူးစားအတင်းရင်မရသောအခါတငယ်ချင်းကိုစာတူလေးရေးရေးတော့ပေးခိုင်းလိုက်၏မောင်တိတ်ဆက်ဆူတဲ့မျက်လုံးတွေအောက်မှမောင်ကိုကျမလမ်းတွေ့ရဘူး။နှက်ပြန်ညနေ၄နာရီကျမပြန်မှာခက်တရာ မန်းကားကိတ်ကိုနှစ်နာရီလောက်လာခဲ့လေ။ အဲ့ဒီကြမှာပဲတွေ့ရအောင်နော်ကျမရှက်တယ်ခုရေးလိုက်တော့ဆာလွက်ကလေးမောင်ဖက်နေသေးကိုကျမရင်ခုန်ကြည့်လို့စာစောင့်ကြည့်နေမိသည် မောင်နှုတ်ဆက်ရထွက်သွားမှ ကျမငိုချင်းတလို့ခံစားလိုက်ရသည်ငါမှားသွားပြီလားဟု အထက်ထက်အခါကစဉ်းစားပြီးကျမစိတ်ဆင်းရဲနေတာတညနဲ့တနေ့ဖြစ်၏မောင်စိတ်ဆိုးမှကိုအဲ့ဒီကလေးကဆိုရင်ပူပန်တတ်သူပါခွေမောင်ကိုကျမချစ်သူအဖြစ်သတ်မှတ်သည်နေသည်ပြီ ကျမနဲ့မတနေစီခွဲရမိနေဖြစ်ခဲ့၏။ဤဒီမှာကျမတို့နှစ်ဦးအတွက်မကောင်းသောနမိတ်ဆိုးဖြစ်ဟန်တူပါသည်။မောင်အနေနဲ့တော့မသိ။ကျမအနေနဲ့တော့မောင်ကိုခွဲခါသည့်ဝေဒနာနဲ့ပထမအောင်ဆုံးကြုံမိသောကိုကိုကိုသာထက်တလဲလဲအပြစ်တင်နေရင်နာမဆုံးဖြစ်ရသည်။ဘာကြောင့်များចောင်းပြန်ဖွင့်ပြီးပြန်ဆောင်ရတဲ့နေ့ကိုမရွေးမိကြတဲ့လဲတော့ ျမပြန်ပြီးနေ့ကချိန်လေးအတိုင်းမောင်းနီးလေနှစ်နာရီကလေးကစောင့်နေပါသည်ကာကိတ်ကလူရှုပ်သဖြင့်ပစ္စည်းများနေရာချပြီးနောက်ဈေးကြိုနာကလက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာကျမတို့နှစ်ယောက်တွေ့ကြသည်နှစ်ယောက်တည်းတွေ့ရတော့လဲရှက်နေခဲ့တာပါပဲမောင်ကလည်းရှက်နေပြီးကျမကိုတက်တက်မချိကျမကလည်းရှက်နေပြီးမောင်မျက်နှာကိုတက်တက်မချိလက်ဖက်ရည်ပကံများကိုသာငုံဆိုင်ကြည့်ပြီးတောက်လဲမတောက်ကြပါ စာရင်းတော့ကျမခေါင်းနှိပ်ပြလိုက်ပါသည် ခေါင်းကြီးပြတော့လဲကျမမောင်းလိုက်စာကိုမသိမေးဖို့တတိရတော့လဲစကားမဆိုရဲပါမောင်ကလည်းမေးနေသေးတယ်တော်တော်ကြီးကြမှာကျောင်းဖွင့်ရင်ချက်ချင်းပြန်လာတော့သိလားဟုဆိုပြန်သည်ကျမကလည်းခေါင်းဝတ်သားကြီးပြလိုက်ပြန်သည်ထို့နောက်အကြာကြီးတိတ်ဆိတ်သွားပြန်၏မောင်ကကျမမျက်နှာကိုငယ်ဆောင်ကြည့်လိုက်နေရန်ကစတူဒီယိုတချင်းတိတ်ခွေကြောင့်ညာပိုစတာများကိုစွတ်စွတ်ဆက်ဆိုင်ကြည့်လိုက်ဖြင့်အနေရခက်သလိုစပွဲခွန်ကိုလက်ချောင်းကလေးများဖြင့်အတန်မကြီးမညာခောက်နေ၏ ကျောင်းပြန်ဖွင့်လို့ပြန်တွေ့ရင်ကိုရှက်နေအောင်ပါပဲလားမောင်ကအနှဲငယ်ပြုံးရင်မေးပြန်ကျမခေါင်းကြီးပြလိုက်တော့အခါမောင်ကကျမကိုမျက်မှောင်ကျုပ်ပြတယ်အေးအေးခေါင်းမင်းကြီးနေတိလားမောင်အနှဲငယ်ရက်တင်းလာဟန်တူဤကျမဘက်ကိုကိုကိုကမ်း၍မျက်နှာကိုအသေးချာငုံကြည့်ဟာတကယ်ဆို တရက်နှစ်ရက်များနေပါအောင်လားဘာဖြစ်လို့ဒီလောက်အစောကြီးပြင်းချင်တာလဲလွယ်ရမဲ့သူရှိနေတို့လားအိုးကျမမောင်ကိုအလက်နှကြားမော့ချင်မိဤဟင်အင်း ဘာခင်းအင်းလဲမရှိဘူးလို့ဘာမရှိတာလဲလွန်ရမဲ့သူဆိုတာမယုံရပါဘူးလေအဲ့လိုမပြောပါနဲ့မောင်ကတပြင်းတစ်ချက်ရှိုက်ပြီးကျမလက်မနာရီကိုလှမ်းကြည့်သည်သူနည်းကဘာရမဲမသိပဲကျမကားပေါ်တက်ပြီးကားပြီးမှမတက်ရနေတော့မောင်ကိုကြည့်ရင်အလိုအမီးငိုချင်လာသည်စိတ်လွတ်လပ်လွတ်ပျော်တင့်သောအချိန်တိုင်းမောင်မျက်နှာညှိုးနေသည်မှာအချိန်ကမရွေးတတ်သောကျမအကြောင်းဟုမိမိကိုယ်ကိုအပြစ်တင်မိသည် ညကြရင်ချမ်းမာနော်အနှွေးတွေထုတ်ပြီးပြီလားမောင်ကစိုးရင်တကြီးမင်းလေသည်လမ်းမှာစားဖို့ဟုမောင်ဝယ်ပေးလိုက်တော့သုံးကားတစ်စိတ် golden path မုတ်ထုတ်ကိုပေါင်းပေါ်မှာဆော့ကစားရင်မောင်ကိုခေါင်းညှိပြလိုက်၏တချိန်တည်းမှာပဲမောင်နဲ့မခွဲပဲမောင်ပေးမှာပဲရင်းနေခဲ့ခြင်းစိတ်ကကျမတကူလုံးနန်းဖြောလာစေခဲ့သည်ပရင်မောက်ဖွင့်ပြီးအိမ်မပြောစေနဲ့တိလာဟိုမြောက်ခင်ဖျားနေအောင်ပဲပြောလာကြလားကြားပါရဲ့ ဖြစ်ဘလို့ကဘလို့မျက်ရည်ကျမိမယ်မသိတော့တရေရသည့်အခါမျက်ရည်စင်များမုတ်ထုပ်ပေါ်နှင်းစင်ကျလာပြီဟောဗျာမောင်ပြရာခတ်သွား၏ရှင်မ၏ပရင်ပပေါ်လက်တင်လျက်ဘာဖြစ်လို့ငိုရတာလဲသူများရင်မြင်ကုန်ပြီမရှက်ဘူးလားကျမမျက်ရည်ကို မောင်လက်ဖြင့်တုတ်ပေးဖို့မမမိနိုင်ပါမောင်လက်ကင်ဘွားဖြင့်တုတ်စီရအောင်လေမောင်ရောကျမရောလက်ကင်ဘွားကန်တက်သူများမဟုတ်ကြပါငိုနဲ့နော်တလဆိုတာဘာမှမကြောက်ခဏလေးရေ ပရင်မပေါ်မှာကျမလက်များကိုခပ်ဖွားပါဆိုရင်ကျင်နာစွာနှင့်တက်ခဲ့လေသည်။မောင်မစင်းစားမိဘူးလားကွယ်။မောင်နဲ့တလားလောက်ခွဲရမှာကိုပင်မျက်ရည်ကျမိအောင်ဝန်းနေထိကြိုက်လွယ်တော့ကျမလေးမောင်နဲ့တတက်လုံးခွဲရလေဘလို့များနေရစ်ခဲ့ပါမလဲဟုမောင်နေနေမြပြန်မငဲ့ကြည့်ဘူးလား။